Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခဲ့ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ရဲ့နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်တို့ဒီသွားပြီးမှ reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီအောက်တိုဘာလနေ့စပြီးမှပေါ့နော်တချို့သော video file တွေကိုကျွန်တော်ကိုယ်တိုင်ပေါ့နော်တုံးသက်ထားတဲ့ သုံးသက်တဲ့ပုံစံလေးနဲ့ကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။အဲ့တော့ reaction video ပုံစံတွေကလည်းနည်းသောမှာဖြစ်ပြီးတော့သုံးသက်တဲ့ဟာလေးတွေကျွန်တော်များအောင်တော့ကျွန်တော်ကြိုးစားမှာဖြစ်ပါတယ်။အဲ့တော့အစီအပြေဒီမပြေဒီကိုလည်းကျွန်တော်ထပ်ပြီးတော့ဝေဖန်ပြီးကြအောင်ပေါ့နော်။ကြည့်လို့သုံးသက်တဲ့ video file လေးစကားပြောတာအစီမပြေဘူးဆိုရင်လည်းကျွန်တော်ထပ်ပြီးတော့ဒီလိုပဲပေါ့နော် reaction ပုံစံပြန်ပြောင်းပြောင်းမယ်ပေါ့နော်။ဒါပေမဲ့လည်းသုံးသက်တဲ့ဟာလေးတွေကိုကျွန်တော်စပြီးမှခြေလန်းလန်းနေတာဖြစ်ပါတယ်။ဟုတ်ကဲ့။ဒီနေ့မှလည်းပေါ့နော်ကျွန်တော်ဒီသတင်းဗီဒီယိုတွေမတော်ခင်မှာလိုလိုရီတိုရှင်သတင်းတွေအများကြီးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော်။ ကဲပထမဆုံးသတင်းတစ်ပုဒ်ကတော့အဖွဲ့အစည်းအယူအဆကြောင့်တော်လိုင်းရင်ပေါင်းမြင်နိုင်သည်ခြင်းဖြစ်တယ်ဆိုပြီးမှ KNDF 2ဦးစီးချုပ်မာဝီကပြောကြားလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့ဒီဒီစီးပွဲပေါ့နော်မာဝီကကျွန်တော်တို့မှာငွေရှိတယ်တက်သည့်ရှိလုံနိုင်စွမ်းအားရှိတယ်ဒါပေမဲ့ဘာလို့မအောင်မြင်နိုင်သေးလဲဆိုလို့ရှိရင်ね organization centric အဖွဲ့အစည်းဆွဲအဖွဲ့အစည်းဘို့ပြုမှုအများများနေတဲ့အတွက်ကြောင့် မောင်မြင်နိုင်သေးတာဖြစ်ပါတယ်လို့သူကသုံးသပ်ထားတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဗျနော်တချို့တော့တော်လိုင်းရဲပေါ်လူငယ်တွေလည်းထောက်ခံထားတာဖြစ်ပါတယ်အဲ့တော့ချမ်ဖက်စစ်ကောင်စီကိုတိုက်ခိုက်ဖို့မှာတော်တော်လေးကိုဗောနော်ဒီအဖွဲ့အစည်းအစွဲတွေနဲ့တွားတဲ့အခါမှာမောင်ဟိုကြိုက်တဲ့လောက်ခြေလက်နှမ်းလို့မရတဲ့အခြေအနေဖြစ်နေဆိုတာကိုသုံးသပ်ပြီးတာဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတရားမဝင်ရွေးကောက်ပွဲကိစ္စများကိုပူးပေါင်းဆောင်ရွက်နေတဲ့ရွှေပေါက်ကံမြို့သည့်22ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးကိုဘုံခွဲတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီဝိုင်မှာတာဝန်ရှိသူကသတင်းပေးပို့ထားပါတယ်ခင်ဗျာအဲတော့ဒီလူမျိုးပေါ်နေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတဲ့ကူညီတဲ့ဟာတွေကိုချိန်မုံးမယ်လို့ပြောထားပြီးသားဖြစ်တဲ့အတွက်အခုချိန်မှာစတင်ပြီးတော့ချိန်မုံးနေတာဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းပုဒ်ကလည်းအာစာအဖွဲ့မှတပ်ဖြတ်ပြီးဆွတ်ပစ်ခဲ့တဲ့ရဲသားအလောင်း6လောင်းကိုမောင်းတော်မြို့နယ်အချက်အင်းချောင်းရွာကြီးအနောက်မြောက်ဘက်မီတာ980အခွန့်အကွာငပြောအုပ်ထဲမှာတွေ့ရှိထားကြောင်းအာရခတက်တော်အီကအော်တိုဘာ10ရက်နေ့ဒီနေ့မှာထုတ်ပြန်ထားပါတယ်နော်အဲ့တော့ရင်းတိုက်ပွဲမှာစခန်းတစ်ခုသွားလမ်းလျှောက်တွေ့ရသောမွတ်စလင်မဟုတ်သည့်ရဲသားပြည်သူများနှုတ်ပိတ်သည့်အနေဖြင့်အာစာကဖမ်းဆီးနှိပ်စက်တပ်ဖြတ်ကအလောင်းများကိုလူပြတ်သောနေရာသို့မဟုတ်လူရောက်နေသောနေရာများနဲ့ဆွန့်ပစ်ပြီးထားခဲ့ကြတယ်လို့အီကဆိုပါတယ်တဲ့ထိုကာလအတွင်းတမန်သားကြီးရွာနဲ့ဒုံညူကြီးရွာမှာဒေသခံပြည်သူများ ်ပျောက်ဆုံးနေကြောင်း10ဦးအထိပျောက်ဆုံးနေတယ်လို့ AA ရဲ့ဖောက်ချုပ်ရေးလူပျောက်တိုင်တန်းမှုရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်နော်အဲ့တော့လူပျောက်တဲ့ဟာဒီအားလုံးကအခုချိန်မှာဆိုရင်အဲ့အာစာအချမ်းဖက်အဖွဲ့ကတက်ဖြတ်ထားတယ်လို့သိရပါတယ်အခုဆိုရင်ဒီအာစာအဖွဲ့ကဒီဘင်္ဂလားဒေ့ရှ်ကဒီနေရာဆောက်တက်ဖွဲ့ကလည်းထောက်ပံ့ထားတယ်လို့ AA ကဆွဆွထားတွေ့ရပါတယ်နော်ဒီနောက်ထပ်သတင်းဘုတ်ကတော့ PDF များနဲ့တော်လိုင်းရဲဘော်တပ်ဖွဲ့များလှုပ်ကြံတိုက်ခိုက်မှု ခံရမိကိုစိုးရင်၍စက်ဖက်ပါတီကရေကောက်ပွဲပြိုင်ပြီးအမတ်လောင်းမြိုင်အမိများကိုအထူးအရေးကြီးကိစ္စအဖြစ်ရှုတ်ဝက်ဖုံးဝယ်ထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့စက်ဖက်ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ့်ရေကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ပြီးအမတ်လောင်းမြိုင်အမိအစင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးဘဲအထူးအရေးကြီးကိစ္စရှုတ်ဝက်ထားကြောင်းစက်ခံရေးပါတီသတင်းရင်းမြစ်ကသတင်းပို့ထားလို့သိရပါတယ်။အမတ်လောင်းစင်းကပါတီမှာရှိတဲ့ဘိုးကော်မတီအစ်စ်တာအကုန်လုံးမသိရဘူးတဲ့။ကိုမျိုးနေနဲ့ကိုအခရံခရံရောပဲတည်ရတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့အမတ်လောင်းစင်းကိုဥက္ကဋ္ဌနဲ့ဘိုးအပြုအမှုဆောင်ဖွဲ့ကလည်းပါ တီထဲမှာတော့ရှိုးဝတ်ထားပါတယ်တဲ့ဒါကလုံခြုံရေးစိုးရိမ်လို့ပါဆိုတယ်တစ်ဖက်အဖွဲ့အစည်းတွေကလည်းအေးအေးမဲလုံခြုံရေးအာမမခံနိုင်ဘူးလို့ကြီးညာနေတော့ဒီဘက်မှာလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတဲ့လုံခြုံရေးအရန်ကိုအရေးကြီးတဲ့ကိစ္စဖြစ်လာပါတယ်တဲ့အမလောင်းနာမည်စီးတွေထွက်သွားရင်လုတ်ကြဲတက်ဖြစ်တာတွေလာမှာစိုးရိမ်ရတယ်ဒါကြောင့်ပါတီထဲမှာတော့အတိမပေးပါဘူးတဲ့အဲ့တော့ PDF တက်မှာလည်းစိုးရိမ်နေအချက်မစစ်တက်ကလည်းသူတို့ကာကွယ်မပေးဘူးလို့ကြော်ညာထားတဲ့အတွက်တော်တော်ကြီးကိုကြောက်လန့်နေတဲ့ဒေသတွေ့ရပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းအဖဲမြို့နယ်အမ်ဘရန်လမ်းပေါ်မှာရှိတဲ့နှက်ရီကန်စခန်းသိမ်းတိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီအင်အားအများအပြားစစ်ကူဖြည့်ဆည်းပေးနေကြောင်းစီးရီးသတင်းများသိရပါတယ်ခင်ဗျာနှက်ရီကန်ရဲ့နောက်ဆုံးလက်ကျန်ကာကင်စခန်းတစ်ခုပြည့်တဲ့ကုတ်ကြီးရွာမှာရှိတဲ့ကာကင်စခန်းကို AA ပူပေါင်းတပ်ကသိမ်းပိုက်လိုက်ပြီးဒါကြောင့်စစ်ကောင်စီကငဖဲမြို့နယ်ကနေစစ်အင်အားအများအပြားနဲ့ခြိတက်လာနေပါတယ်တဲ့လေကြောင်းပစ်ကူတွေနဲ့တိုက်ပွဲကတော်လေးကိုပြင်းထန်တယ်လို့သိရပါတယ်အဲ့တော့အချမ်းဘက်စစ်ကောင်စီကိုကိုချင်မှာဆိုရင်အရခတ်တော်တော် AA နဲ့ပေါင်းတပ်ဖွဲ့တွေက ဒီနေ့ကလီချောင်းရဲ့ကာကွယ်ဆဲနောက်ဆုံးလက်ကျန်စခန်းကိုတိုက်တိုက်ခတ်သိမ်းပြတ်လိုက်တာပဲဖြစ်ပါတယ်နော်။ကဲနောက်ထပ်သတင်းဒရူဘိုကတော့လှိုင်းတရာအရှိပိုင်းနှစ်ရက်ကအုတ်ချုပ်ရည်မှုစမ်းမြစ်ကလူငယ်လို့သမားများနေထိုင်သောစက်ရုံများအဆောက်များနဲ့နေအိမ်များထံမှလဆင်ငွေကျပ်၅သိန်းဟဲ့စင်းကြီးဖြစ်တောင်းခံပြီးအဆောက်ပိုင်းရှင်များကိုစစ်မှုထမ်းပြီးလူငယ်များလဆင်ရှာခိုင်းနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကဲတကယ်သတိထားမယ့်အားပေါ့နော်။အဲလှိုင်းတရာမြို့နယ်အရှိပိုင်းအမှတ်နှစ်ရက်ကအုတ်ချုပ်ရည်မှုဖြစ်လုတ်ကင်မိသူမရှိသည့်အတွက် ဘာရုစသုံးလန်းကျူးကျော်တဲ့တွင်နေထိုင်သောပြန်ကြအလုသမားစမ်းမြင့်ကအုတ်ချုပ်ရေးပြည်ဖြစ်အုတ်ချုပ်ရေးမှုဖြစ်ဝင်ရောက်လောက်ကိုင်းကြောင်းအုတ်ချုပ်ရေးမှုဖြစ်လာခြင်းမှာစတင်ပြီးအမတ်နှစ်ရက်ကတည်းကပုံစံမျိုးမျိုးဖြစ်ပြီးသူလူထုထံမှငွေကြီးများကောက်ခံလေရှိရာစက်ရုံအလုပ်ရုံများအဆောင်ပိုင်းရှင်များနဲ့အင်ကားစားသူများထံမှလှစဉ်အစင်းကြီးဖြစ်အ ਨੇ စုံငွေကျပ်3သိန်းမှ5သိန်းအထိတောင်းခံနေကြောင်းသိရပါတယ်တဲ့အမန်နီယက်ကအုတ်ကြီးစမ်းမြင့်ကကျူးကျော်ပြန်ကြမှနေလေပြန်ကြပါပဲတဲ့အုတ်ကြီးလုံးမဲ့သူမရှိတော့အုတ်ကြီးတက်လို့တာတဲ့အုတ်သူအုတ်ကြီးဖြစ်တဲ့အချိန်ကစပြီးပုံစံမျိုးမျိုးနဲ့ငွေညစ်နေတာတဲ့ ဟုတ်ကြီးစမ်းမြကိုတိုင်စက်ရုံတွေအဆောင်တွေကိုအဲစင်းဆိုပြီးဝင်စစ်တယ်။အဲစင်းမတိုင်လို့ဆိုပြီးထောင်ကျခံမလားငွေပေးမလားဆိုပြီးငွေညစ်တယ်။အခုတော့လူငယ်တွေရှိတဲ့စက်ရုံအဆောင်တွေနေနေကိုလက်စင်ငွေ9သိန်းအဲစင်းတောင်းအဲစင်းကြီးတောင်းတယ်။သူတို့လာမစစ်ဘူးအဲစင်းစာရေးထုတ်ပေးမယ်ဆိုပြီးတောင်းတာလို့အဆောင်မရှင်ကပြောပါရနော်။အဲ့ဒါအပြင်ဒီအဆောင်ထဲမှာရှိတဲ့အဆောင်နေလူငယ်တွေကိုလည်းဒီစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပေါ့နော်လူတွေပေးနေရတဲ့အနေထားတွေ့နေရပါပဲနော်အဲ့တော့ဒီလှိုင်းသားမှာရှိတယ်ဒီအုပ်ကြီးစမ်းမြင့်ကိုတော့ဒီစုံမမှာရရမယ့်အခြေအနေမှာရှိပါနော် ကဲခုရပိုင်းမှာတော့ကျွန်တော်တို့ဒီချမ်ပစစ်ကောင်စီရဲ့လော်ဘီပေါ့နော်ပေါက်ကရုံးကဒီဟိုတန်ရာအစ်မဟုတ်ပါဘူးဆိုပြီးမှပေါ့နော်ဒီတန်ရာလေးကိုယ်တိုင်ပြောလာတဲ့သတင်းတွေအပြင်တခြား YouTube မှာလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီပြည်သူတွေကအစပေါက်ကရုံးကိုစိန်ခေါ်နေကြပြီပေါ့နော်တတိရှိရင်တင်ကန်းချော့စစ်မှုထမ်းနေဝင်လိုက်အဲ့ဒါဆိုရင်တက်မလို့လဲအင်အားတိုးတယ်ပေါ့နော်အဲ့လိုမျိုးပြောပြီးမှသူ့ကိုတော်တော်လေးကိုပြည်သူတွေကဆောက်ဝင်ကတိုက်ခိုက်နေတွေ့ရပါတယ်နော်အဲ့တော့ဟိုတလောကသူတိုက်ခိုက်ခဲ့တဲ့ဒီတန်ရာတန်ရာတပားပေါ့နော်အခုပြန်လဲပြီးတော့ ဒီပေါက်ကရုံးကိုပြန်ပြောထားတဲ့တစ်ချက်နောက်ကြည့်အောင်နော်။ဒါပေါ့ဗျာသူကဒုဒ္ဒနာဝါတာတိခါဘုရားကတန်ဃာတိတိအာပတ်တင်ပါဦး။ဆိုတော့ဒုဒ္ဒနာဝါတာတိခါဘုရားအေးတန်ဃာတိတိအာပတ်တင်ရင်တင်ပါစီပေါ့ဒီလူတွေကိုပြောရမယ်ဆိုတဲ့အချိုးမျိုးမျိုးနဲ့ပြောနေတာဆိုတော့အာပတ်တင်ရင်တင်ပါစီပေါ့။ဆိုတော့ငပေါ့ရမင်းမာကိုတင့်တရားအာဘကိုရှိသေးရလား။ဒါလေးပဲဦးသိမေးမယ်။မနုဿဝေခတိခါဘုရားတတိယပါရာတိကအမှုကြီးကျူးလွန်ထားပြီးပြီပဲကွာမင်းတို့။ ပါရာဒီကကြပြီပြီဆိုလို့ရှိရင်ထန်းပန်အားနေပြတ်ကြသလိုပဲပြန်ဆက်လိုက်လို့ရှိရင်အသက်ပြန်မပေါက်သလိုပဲဟောဥပမာဥပမေယားတွေထခရာတွေမှာအများကြီးပြတာတာရှိတယ်။ဟောကြောက်ဖြာကြီးအလေကနေအက်ကွဲသွားလို့ရှိရင် ပကတိပြန်မဆက်ရပြန်ဆက်လို့မရတော့သလိုပဲရော်ရွက်ဝါတပင်ကနေကြွေကြတဲ့အခါမှာအဲ့ဒီတစ်ရွက်ဒီအဲ့ဒီတပင်နဲ့ပြန်လဲပြီးတော့မှတစ်ဆက်တည်းတသားတည်းမတီးသလိုပဲ။ ပါရဒိက၄ပါးတဲကတဘာဘာကျุလွန်မိပြီဆိုရင်ဒီဘဝမှာတော့ယဟန်ဖြစ်ပြန်မရနိုင်တော့ဘူးလို့ပါရဒိကအဖွင့်ကိုမင်းပြန်ကြည့်တာပြန်ကြည့်ဦးတော့ပါရဒိကကြာပြီးတဲ့သူဟာတခြားသင့်တရားအဘကိုရှိသေးရဲ့လားလို့ဒါကြောင့်ဦးစင်းကမေးတာဖြစ်ပါတယ်ငါဟောတာကတော့မဟုတ်ဘူးမင်းတို့သုံးနေတဲ့669လေအဲ့ဒါမှာတန်ငါကုံတော်ကိုကဆိုတာရှိတယ်သုပ္ပိပန်တော့ဘကွာတော့တဘကတန်ကောဒါကယဟန်တွေလိုက်နာကျင့်သုံးရမယ်တာဝန်ယူမှုတာဝန်ခံမှုမဖြစ်မနေကျင့်သုံးရမယ်စံတန်ဖို့ပဲ တုပ္ပိဗာနောဘုရားတော်တဘကတန်ကောဆိုတာကဓမ္မနဲ့အညီကျင့်ရမယ်လို့ပြောတာမင်းရဲ့ပြောဆိုမှုမင်းရဲ့အလို့အကိုင်းမင်းကြံစီနေတာတွေကဓမ္မလားပရမလားကိုကိုကိုပြန်သုံးသပ်လေမင်းပြောနေရတဲ့အာရမတွေဖြစ်နေတယ်မင်းလုံနေတာတွေအာရမတွေဖြစ်နေတယ်မင်းကြံစီနေတာတွေကအာရမတွေဖြစ်နေရဆိုရင်ဒါတုပ္ပိဗာနောဂုံနဲ့မညီတော့ဘူးကဲဒါတော့เนาะပောက်ကရုံးနဲ့ပတ်သက်ပြီးတော့ဒါ တရားသမားပြလိုက်တဲ့ဒီဥစဉ်ရဲ့ဗီဒီယိုဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့ပောက်ကရုံးကတော့ကြာပြီပေါ့နော်သူကတော့ဒီလူတက်ဖို့ဘိုးမကျေသေးဘူးလားဘာလားနဲ့မပြောနေတာပေါ့နော်တကယ်လူလိုပဲအဲ့တော့ YouTube မှာဆိုရင်လည်းပေါ့နော်တချို့အာဒီ ID တွေအဖွားတွေပြောနေကြပေါ့နော်အာပောက်ကရုံးကိုလုံးဝသင်ခန်းချလိုက်ချူပြီးတော့စစ်တဲဝင်လိုက်အဲ့ဒါဆိုစစ်တဲကလည်းအင်အားရှိတယ်ပေါ့နော်အဲ့တော့ပေါက်ကရုံးနဲ့ပတ်သက်ရင်တော်တော်လေးပြည်သူတွေကစတော်တော်ကြီးကိုပြောနေကြဖြစ်ပါတယ်နော်အဲ့တော့ပေါက်ကရုံးဘောကတော့မကြခင်တော့စုံစုံပြုတ်တော့မြေချင်းရှိပါတယ်ကဲနောက်ထပ်လည်းပေါ့နော်ဒီမှာ ီမဘာသားထဲကဒီဖုန်းကြီးတစ်ပါးဒီနေပြီးတော့မှဗလီဆောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဖင်လန်ကိုပုံပုံပြောတဲ့သတင်းတွေကိုစီလိုပြောတဲ့သတင်းတွေအကြမ်းမှာသူတို့လည်းတော်တော်လေးလောင်နေတာတွေ့ရပါတော့ဒီသတင်းတွေကလည်းအခုဆိုမှသူတို့ရဲ့ဒီမျိုးချစ်တွေကြားရမှာလည်းပြန့်နေပြီနော်အဲ့ဒါနဲ့ပတ်သက်ပြီးသူပြောထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်အရင်နှားထောင်ကြည့်အောင်နော်အလုံးတော့အမျိုးမြမင်္ဂလာပါဗျဒီကနေ့က1989ခုနှစ်သတင်းကြိုလာဆန်9ရက်ခုလိုင်းပေါ်မှာပြောနေကြတယ်ဖင်လန်နိုင်ငံမှာရှိတဲ့မောင်မောင်တို့ အဲနောက်တကထိုင်းမှာရှိတဲ့ဟောင်စီလို့ခေါ်တဲ့မျက်စီလို့ပြောနေကြတဲ့ဇာတ်တွေနောက်တကဘယ်ဟာမှမသိတဲ့မူးကြောင်မူးကြောင်နဲ့အရင်မူးပြီးတော့တက်ပြောနေတဲ့လူတွေရှိတယ်ပေါ့မြို့ချစ်တွေဘာလုပ်နေတာလဲမြို့ချစ်တွေနှုတ်ပိတ်နေတာလားနေပြည်တော်မှာဗလီကြီးစောင့်နေပြီခင်ဗျားတို့အဘဗလီကြီးစောင့်နေပြီမကန့်ကွက်ဘူးလားမရှုတ်ချဘူးလားခင်ဗျားတို့အဘလို့တော့ဘာပြောရဲလဲဆိုတော့ဖင်လန်မှာရှိတဲ့မောင်မောင်တို့ပြောထားတဲ့ဇာတ်တွေပေါ့ ါရင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါဘုံဒီရက်ထဲမှာကျမ်းမာရေးလည်းမကောင်းလို့ဆေးပြဆေးစစ်နေတာနေလို့ပတ်သက်လို့ကျမ်းမာရေးမကောင်းတဲ့ကြားတွေကနေအမျိုးဘာသာသာသနာတွေအလုံးလုံးနေတဲ့ရန်တန်ကတော်တွေပြောတော့ကျမ်းမာရေးမကောင်းတဲ့ရုပ်တော့မရှိပါဘူးအဲ့လောက်လမ်းတယ်နော်ပုံကူတွေအများကြီးရှိပါနေပြီးတော့ဘလီနဲ့ပတ်သက်လို့ဆိုတဲ့စကားကိုခဏထားအောင်ဒေါန်ဆန်းစုကြည်လက်ထက်မှာကြတော့ဘာဖြစ်လဲအမျိုးဘာသာသာသနာပဲကွယ်ပြောက်သွားတော့မလို့လို့ကလားတွေကြီးစိုးလာတော့မလို့လို့အိမ်ကဘုရားစင်ပဲကွယ်ပြောက်သွားတော့မလို့လို့ဆိုတော့ဘုရားကျောင်းကိုလည်းဘုရားစင်ကွယ်ပြောက်သွားတော့မလို့ဆိုတော့ပုံစံမျိုးတွေလိုင်းပေါ်မှာပြောနေကြတာတွေ အများကြီးအများကြီးရှိပါတယ်ဒါတွေကိုလည်းမြင်တွေ့နေပါတယ်ဒါပေမဲ့နေပြည်တော်မှာမြို့သားကြီးဥဆောင်ဆရာတော်ရှိတယ်ရှောင်းချောင်းတော်ကြီးဆရာတော်ဥပညာနော်ဥပညာတာမိရှိပါတယ်နေပြည်တော်မှာရှိနေတဲ့လယ်ဝင်းပြင်မနာနော်ရှောင်းချောင်းတော်ကြီးမှရှိတဲ့အောင်ကုန်နေပြည်တော်ကောင်စီရှင်းမြုံနယ်မှာရှိတဲ့အမျိုးဘာသာသာသနာဆောက်ရှောက်သူတွေကအများကြီးရှိပါတယ်ခင်ဗျားတို့က line ပေါ်ကနေ line လေးဖွင့် internet ကလေးဖွင့် ့5မိနစ်စာ3မိနစ်စာလောက်ကလေးစကားလေးတက်ပြောရုံနဲ့ခင်ဗျားတို့တောင်းဝင်ကြည့်သွားပြီလို့ထင်နေတာလားဒါပေမဲ့ line ပေါ်ကပြောတဲ့လူတွေကိုလည်းကျွန်တော်ကနေပြီးတော့မြို့ပါသာသာသနာနဲ့တိုင်းပြည်အတွက်လူအလိုပြောလာပြီဒီလူတွေလည်းကျေးဇူးတင်တယ်ကျေးဇူးမတင်လို့ပြောနေတဲ့ဇကားတွေမဟုတ်ဘူးเนาะခင်ဗျားတို့ line ပေါ်ကပြောနေလုံတော့လည်းမရဘူးဒါကတကယ်မြေပြင်မှာဖြစ်နေတဲ့လက်ရှိပကတိအနေအထားအဲ့ဒီနေပြီးတော့မှစောင့်လုပ်မယ်ဆိုတဲ့ဗလီနဲ့ပတ်သက်ပြီးတော့နေပြီးတော့မှရှိတဲ့မြို့သားကြီးဆရာတော်တွေမြို့သားကြီးလူပုဂ္ဂိုလ်တွေ ။နောက်ရန်ကုန်မှာရှိတဲ့မြို့သားကြီးဆရာတော်မြို့သားကြီးလူပုဂ္ဂိုလ်တွေမြမတပြည်လုံးမှာရှိတဲ့မြို့ဘာသာသာသနာချစ်မြတ်လို့တဲ့မြို့ချစ်တွေကဘယ်တော့မှမျိုးလုံးတွေမှိတ်နားတွေပိတ်မနေပါဘူး။ခင်ဗျားတို့စိုးရိမ်နေဆိုတာထက်မြို့ချစ်တွေကပို့ပြီးတော့စိုးရိမ်နေပါလေ။ခင်ဗျားတို့အလုံးလုံးနေတယ်ဆိုတာထက်မြို့ချစ်တွေကပို့ပြီးတော့ဆယ်ဆမို့အစတရာအလုံးလုံးနေပါလေ။ခင်ဗျားတို့စိုးရိမ်နေဆိုတာမြို့ချစ်တွေအေးအေးဆေးဆေးမျိုးသားအိမ်သမားတွေမျိုးသားရေးဆရာတော်တွေအေးအေးဆေးဆေးနေလောက်တဲ့အဆင်ပဲရှိပါတယ်နော်အဲ့နေပြီးတော့ပြင်မလား မျိုးချစ်လူငယ်များအဖွဲ့ဆိုပြီးတော့စာရီလိုင်းပေါ်မှာတက်လာတယ်ခင်ဗျားတို့ဒါတွေမမြင်ညောင်ဆောင်ပြီးမျိုးချစ်တွေကိုမျက်လုံးစုံမိတ်ရှိသမျှအပေါက်အကုန်ပိတ်ပြီးတော့ခင်ဗျားတို့ဆဲကျင်ဆဲပြောချင်ပြောဆိုချင်ဆိုလုပ်နေကြတယ်နောက်တစ်ခါရှင်းအောင်ကြောင်းတော်ကြီးဆရာတော်နေပြီးတော့မျိုးသားရေးအဖွဲ့တွေရန်ကုန်မျိုးသားရေးအဖွဲ့တွေဒီပလီကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်ပင်နေတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီမန်သမ ्या ဒီသမိုင်းဦးသိန်းစိန်လက်ထက်2014 2013 ကဲကြားရမှာနော်ဒီဘလီနဲ့ပတ်သက်ပြီးတော့သူတို့ဘက်မှာလည်းဒါတရင်ကတေချာတလောက်ဖြစ်နေပါတော့ဘလီဆောက်လာတာတေချာတယ်ဆိုရင်ဒီမြူသားအဖွဲ့တွေဒီဘွဲဒီဒီမြို့ချစ်အဖွဲ့တွေအရနော်ငွေတွေကောက်ကောက်ခံရတာပေါ့နော်အဲ့ပြောစရာဖြစ်ကုန်ပြီပေါ့နော်အဲ့ဒါကြောင့်လည်းသူတို့တစ်ခုလောက်ထိလောင်နေကြတာဖြစ်ပါတယ်အဲ့တော့ဒီတရင်နဲ့ပတ်သက်ပြီးကိုစီသုံးသက်ချက်လည်းတစ်ချက်ထားအောင်ကြည်လာနော်ဖြစ်နေတဲ့ပြဿနာဘာလဲဆိုတာအားလုံးသိတယ်နေပြည်တော်မှာဒီအစ္စလမ်ဘာသာဒီအတွက်ဘလီဆောက်တယ်အဲ့တော့သူတို့ရဲ့အိမ်ဖြစ်ခံ အမတ်လောင်းနေနော်အမတ်မတာလောင်းနေဘူးပေါ့သူတို့သူတို့မင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲအိမ်ဖြစ်ကံအမတ်လောင်းနေကိုတောင်မှလုံချိုရေးမပေးနိုင်တဲ့မင်းအောင်နိုင်ကနေပြည်တော်ဗလီဆောက်တာလုံချိုရေးအထက်ထက်ချပြီးတော့စောက်ပေးတယ်ဒါကိုလည်းအစ္စလမ်ဘာသာဝင်တွေအားလုံးကလည်းတိတယ်ဘာဖြစ်လို့လဲဘယ်အစ္စလမ်ဘာသာဝင်မှငါတို့ကိုဗလီဆောက်ပေးရဲလို့မပြောကြဘူးဘာဖြစ်လို့လဲဒီကောင်တွေရဲ့လူယုံမာတွေရဲ့လောက်ရက်ကိုအစ္စလမ်ဘာသာဝင်တွေကတိတယ်လေသူတို့လိုအပ်ချက်အတွက်အစ္စလမ်ဘာသာကိုအတုံးချတာ ချင်းချင်းလေးအဲ့တော့မင်းအောင်နိုင်ကသူ့လိုအပ်ချက်တွေအစ္စလမ်ဘာသာကိုကုလုံးလုပ်ပြီးတော့အတုံးချတယ်တသက်လုံးဒီအစ္စလမ်ကိုတိုက်ခိုက်ပြီးတော့ပုတ်ခတ်လာတဲ့ဒီမျိုးရုပ်တွေကဘာလုံးလုံးလောက်ကမှမသိဘူးဘု து ့ဘောမဲလို့မဲရမှမသိဘူးအဲ့တော့ရှောင်မဲတာပေါ့မင်းအောင်နိုင်ကိုပြောချင်တာအမှန်မပြောရဘူးလေပြောထင်ချင်တာရှိမှာပေါ့အဲ့ဟိုတော့ဒီလိုလိုနဲ့ချမှာသူတို့အဲ့ဆိုတော့မတွေ့ရဘူးဘာလို့လဲဆိုတော့အာအင်္ဂလန်ဖင်လန်မောင်မောင်ကဘာဖြစ်တာလို့ဟာထိုင်းဟောင်စီကဘာဖြစ်တာလို့ ဘာမှမဆိုင်ဘူးဟမ်ကိုမမောင်နဲ့ငါတို့လည်းတဖွဲ့လည်းမဟုတ်တဖဲလည်းမဟုတ်သူကသူ့အတွက်စစ်တပ်အထောက်ခံတာငါတို့ကတော်လိုင်းပဲချမ်းရှင်းရှင်းပြောသူနဲ့ငါတို့လည်းဒါရံဘက်တွေပဲနော်ဒါပေမဲ့မောင်မောင်တို့ကတိုက်ခါရှိတဲ့ရံဘက်ဖြစ်တဲ့အတွက်ငါတို့ကလည်း respect ထားတယ်သူတို့ကလည်းကိုတွေကို respect ထားတယ်အဲ့တော့ဘာမှမဆိုင်တဲ့ဟာကိုလာမမဲနဲ့မင်းတို့ပြောရမှာပြည်တွင်းထဲမှာမင်းတို့အချင်းချင်းမင်းတို့ပြောရမှာပြအပြင်ကလူတွေလာမမဲနဲ့အင်းပြောချင်မောင်မောင်ပြောတာဘယ်နေရာမှားတယ် နစီပြောတာဘယ်နေရာမှာမဟုတ်မမှန်ပြောတယ်လာခဲ့လားအဲ့ဒါပဲပြောမောင်မောင်မဟုတ်မမှန်ပြောတာနောက်တယောက်ရှိသေးတယ်ဒီသူစိတ်သားမဲနေတဲ့တဲမှာနော်နော်သူ့ကိုချွတ်တရေပြောလေရတင်ငန်းကိုအားနာပါတယ်အဲ့ဒီသူစိတ်သားသူတို့ဘက်အချင်းချင်းတော့ဘောမအချင်းချင်းတော့အဲ့ဒီကိုမောင်မောင်နဲ့အဲနောက်ဟိုမဟာပညာကျော်လားမသိဘူးအဲ့ဒီတယောက်ကိုလိုအဲ့ရှင်းပလိုက်ရမယ်ဆိုတဲ့စကားကထွက်ပြောတာကဲအဲ့ဒါပုံကြီး ဟမ်တင်ငန်းကိုအာမနာနိုင်ဘူးဖခင်မြတ်စွာဘုရားကတင်ငန်းကိုအာနာပါလို့မဟောတော့ဘူးဒေဝရမြေမြိုရတဲ့အချိန်မှာတင်ငန်းဝကြီးနဲ့နော်ခဏနေပါဦးတင်ငန်းကိုအာနာပါတင်ငန်းလဲပါအောင်လှုပ်ထားတာမဟုတ်ဘူးနော်တင်ငန်းကိုခုတော့လှုပ်ပြီးတော့သာသနာဖြတ်တာကသာသနာဖြတ်တာပဲလက်ခံပေးလို့မရနော်တန်ခါဆိုရင်တန်ခါဝီသီးနဲ့ညီအောင်တန်ခါအလောက်တန်ခါလှုပ်ဗုဒ္ဓဘာသာရဲ့တန်ခါဆိုတာပို့ဆိုးတယ်ဗုဒ္ဓဘာသာဆိုတာဘာသာတစ်ခုမဟုတ်ဘူး လောကတဘာဝအမှန်တရားတွေကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးလူတွေကိုဗုဒ္ဓဘာသာဝင်တို့ခေါ်တာနော်သူတို့အခုလုပ်နေတာဒီမြတ်စွာဘုရားအဆုံးအမအတိုင်းပြောဆိုနေထိုင်နေတာလားဒီမြတ်စွာဘုရားအဆုံးအမတွေရဲ့စန့်ကျင်ဘက် နေထိုင်နေတာလားဟမ်သူများဘာသာသွားရန်ရှာလိုက်နော်မဟာပညာကျော်ပြောတာရှင်းရှင်းလေးဘာသာတဏှာပြုတယ်ဆိုတော့သူများဘာသာသွားရန်ရှာတာဗုဒ္ဓဘာသာတဏှာပြုတာမဟုတ်ဘူးလေအဲ့ဒါကိုသူတို့နားတယ်ဟိုကပြောတာရှင်းနေတယ်လေအဲ့တော့ဒီပြည်တွင်းကဘောမတွေရဲ့ အနေထားကလေမှန်တာကိုပြောတဲ့လူမှန်းတဲ့သူတို့ရန်လူဖြစ်နေတာနောက်ဘယ်သူပဲပြောပြောမြက်စွာဘုရားပြန်ပေါ်လာပြီးတရားဟောတာတော့မှဖျားတော်ပြန်ကလန်မဲ့ရုပ်လေမှန်တာပြောတဲ့လူမှန်းသူတို့သူတို့ရန်လူနော်မဟာပညာကျော်ပြောတာရှင်းနေတယ်ဒါကျွန်တော်တို့ရဲ့ဗချင်းသူကမဟုတ်တော့ဒါဘောမဆိုပြီးတော်နိုင်မကလူတတိယဘောဆဲတဲ့လူတွေဒါပေမဲ့ဒီလူတွေပြောတာအကူအကားနဲ့လက်တွေ့ကြကြတဘာဝကြကြတုံးထက်ပြောင်းသွားတာဗုဒ္ဓဘာသာဆိုတော့ဗာတန်တနာပြန်ပေါ်ရင်ဘာပြန်ပေါ်လာလဲ ။အုပ်ပုံနေမဟုတ်ဘူးသာသနာပြန်ပွားရေးတော့ဗုဒ္ဓဘာသာမှာဟုတ်လားပရိယတိပရိပတိပရိဝေဒဒီ၃ရက်ကိုဘာလုပ်လဲအခုအခုသူစိတ်သားလို့ဟမ်ငပောက်လို့ပရိယတိပရိပတိပရိဝေဒဘာလုပ်လဲအဲ့ဒီတော့သူတို့လုပ်တယ်ပြောလိုက်မယ်နော်တနှစ်မှတနာရီတော့လုပ်တဲ့ဟာကိုလုပ်တယ်လို့ပြောလိုက်မယ်အဲ့တော့အဲ့ဒီသာသနာ၃ရက်ကိုကြင်ကြံအားထုတ်ပွားများကြိုးကုန်နေတာတဲ့သူများကိုပြဿနာရှာတာဘယ်ဟာကသူတို့အတွက်ပုံများလဲသူတို့အတန်တန်မှာဘယ်အချိန်ရပုံများလဲအဲ့ဒါအဖြေပဲတိတ်ခါရှိရှိနဲ့စစ်တပ်ကိုထောက်ခံဝင်ရတဲ့လူတွေ တကယ်စစ်တပ်အမာခံထောက်ခံလို့သူတို့တတ်မတော်အတွက်သူတို့ဝင်ရတာနော်သူတို့ကိုပြည်တွင်းတွေကဒီငပေါ့တို့ပိုင်ရဲကိုတို့အဲ့ဒီအဲ့ဒီအောက်တန်းသားတွေလိုမျိုးဟိုဘာပဲလုံလုံငါတို့စစ်ကောင်းဆောင်ဘာလုံလုံမှန်ပါတယ်မှန်ပါတယ်အောက်ကစောက်ယူတွေတို့စောက်ပေါ်တွေတို့ထောက်ခံတဲ့ကောင်တွေမဟုတ်ဘူးဟမ်အခုအဲ့ဒီတွင်းကငါတို့အဘမင်းအောင်နိုင်ဘာလုံလုံမှန်ပါတယ်ဆိုတဲ့ကောင်တွေလေဒီနေ့စိုးဝင်းကမင်းအောင်နိုင်ကိုအာနာပိတ်လိုက်ကြည့်မနေ့ကကြရင်အာအဲ့ဒီမင်းအောင်နိုင်ကလုံဖို့ကောင်းတာကြာပြီးစောက်သုံးမကြအောင်ငါတို့အဘစိုးဝင်းမှဒါတကယ်ထပ်ဖြစ်တဲ့ကောင်တွေ ဟမ်ဒီကောင်တွေအကြောင်းလားရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလေလူယုံမာတွေကနိုင်တနိုင်ငံလုံးခေါင်းပေါ်တက်ပြီးချီးတက်ပါဖို့လုပ်နေကြတာဒါကြောင့်မလို့တော်နိုင်ရေးဆိုတာလူတိုင်းနဲ့ဆိုင်တယ်ငါတို့တွေနိုင်ငံရေးကိုကင်းကွာလို့မရဘူးလူကိုလူလိုအုပ်ချုပ်နဲ့တိုင်းပြီးဖြစ်ဖို့အတွက်လူတိုင်းမှာတာဝန်ရှိတယ်ဘယ်နေရာကလုံနိုင်တယ်လုံနိုင်တဲ့နေရာကပါဝင်ကြတယ်အဲ့လိုမလို့ပဲစက်ကြည့်နေမယ်ဆိုရင်တော့ခမားတို့မွေးတားလေးတွေတမီးလေးတွေဖြစ်တာနော်ကိုမီးလေးတွေမြစ်လေးတွေဖြစ်တာ ကိုတူတူမလေးတွေကိုချစ်တာချစ်တယ်ဆိုလို့ရှိရင်ဒီလိုလူယုံမာတွေတစ်ချိန်မှာအောက်ဆိုးပြီးတိုင်းပြီးကမောက်ကမဖြစ်မဲ့တဲမှာကို့မျိုးဆက်ကိုထားပေးခဲ့နိုင်လားအဲ့ဒါလေးကိုတွေးပါနော်ကျွန်တော်အခုပြောနေတာပုံကိုကြီးလုံးဝမပါဘူးတကယ်အရှိအမှန်တရားကိုပြောပြတာပါရှင်းရှင်းလေးပဲအေးကျွန်တော်တုံးတဲ့စကားလုံးရိုင်းရင်ရိုင်းမယ်ကျွန်တော်မဟုတ်တာတော့မပြောတာတည်ကြတယ်နော်အဲ့တော့ဟိုပြောချင်တာကဗျာကျွန်တော်တို့တိုင်းပြီးခက်မဲ့နဲ့ငြင်းချမ်းမှုလို့လေအဲ့တော့တိုင်းပြီးငြင်းချမ်းမှုအတွက်ဒီနေရာမှာအေးငြင်းမှုအတွက်ဘာကြည့်လဲမီးမရှိမှဖြစ်မှာ မိခင်ရဲနေတော့အဲ့ညာမှာအင်းကြီးတို့မရဘူးအဲ့ဒီမိခင်ကဘသူတွေကစရဲတယ်ခင်ဆက်ဆက်ဘသူတွေကြောင့်မီးတောက်ခဲ့တယ်အဲ့ဒါအဖြစ်အဲ့အဖြစ်သလုံးလေးကိုကြည့်ကဲဒါတော့ကိုယ်စက်30ချက်ဖြစ်ပါရဲ့နော်အဲ့တော့ ဒီအခုဆိုရင်လည်းဘာသာရေးဝါဒမိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်သူတွေကမီးမွေးနေဆိုမြင်တွေ့နေရပါတော့။အဲ့တော့ဒါတွေကတကယ်မလုံတဲ့နေဟာတွေပေါ့နော်။အဲ့တော့တင်ခန်းရေးချုပ်ပြီးလှုပ်တဲ့ဟာတွေကတကယ်ကြီးကိုအဆင်မပြေပါဘူး။တချို့သောပြည်သူလူထုကလည်းမြို့ဟိုတိတ်မမြင်ဘဲနဲ့ဝေဝါးပြီးတော့လိုက်သွားတဲ့လူတွေရှိတယ်ပေါ့နော်။အဲ့တော့ဘာဖြစ်ပြီးတော့ဒါတွေကိုခုချိန်မှာဆိုပြည်သူတွေတော်တော်များများကအမြင်မှန်တွေရလိုက်ပေါ့နော်။အဲ့တော့ဘာဒီခုသူတို့လှုပ်ရည်ဒီဆိုရင်ဘလောက်တောင်ဆိုးလဲပေါ့နော်။တိုင်းပြည်စုပူပူတွေတောင်ဖြစ်သွားနေတဲ့အခြေအနေရှိပါတယ်နော်။သူတို့ရဲ့အပိုက်မင်းအောင်လိုင်းကဘလို့ပဲလို့သူ့အပောက်တော့လောဘပြတ်မပြောရဲဘဲနဲ့အခုဆိုရင်တခုခုဆိုရင်ဟိုဒီဘက်ဟိုတခြား ားလို့ဘောနော်သူတို့ပြောလို့ရတဲ့လူပဲပြောမှာထိုးချနေတာတွေ့ရပါနော်ကဲဒီနေ့လည်းပဲတစ်ဖြတ်ပြီးလို့လည်းဒေလာပါပဲနော်အစားဆုံးကြည့်ပြီးကြတယ်မြတ်ပြည်သူရောက်စတဲ့ကိုသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီမှာလောတုမြတ်ဆောင်တုမြတ်အရာအားလုံးပါအောင်မြင်ကြပါစေတောလေးမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ